ဒီကတော့ grade 12စာပွဲပွဲ9ရက်မြောက်နေ့ဒီနေ့ကတော့တမိုင်းဘာသာနဲ့ဒါယူဘပြည်သားဘာသာဖြစ်ဆိုမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျောင်းသူကျောင်းသားတွေအားလုံးကစိတ်သက်တက်ကြွနေတာတွေ့ရပါတယ်မနေ့ကဖြစ်ဆိုတဲ့ဘာသာမှာအများစုကဖြစ်ဆိုနိုင်ကြတာဖြစ်တဲ့အတွက်ဒီနေ့ပို့ပြီးတော့စေခွာတွေတိုးပြီးတော့ဒါစိတ်ရှိရှိလန်းလန်းနဲ့လာရောက်ဖြစ်ဆိုတာတွေ့ရပါတယ် အဲမိဘတွေကလည်းကိုသားသမီးတွေညှော်လင့်ချက်လေးတွေတော့နော်အဲခုခက်ခဲကြီးကိုအောင်မြင်စွာလာဖြတ်ကျော်နံပါတ်လေးဆိုတဲ့စိတ်ဆန္ဒလေးတွေနဲ့အပင်မခံပြီးတော့လာပို့ဆောင်ကြတာတွေ့ရပါတယ်အခုကျွန်တော်ဒီအထက်ကတုံးပါဖြည့်စွက်တဲ့ထက်မှာတော့ချမ်းမကြီးမကောင်းတာလေးတွေဒါတော့တော့တွေ့ပါတယ်နော်ဘလိုပဲဖြစ်ဖြစ်ဒါချမ်းမကြီးစောင့်ရှောက်တဲ့ဖွဲ့စည်းတွေကလည်းဒါစနေကြတဲ့ဒီမှာအသိအနေဒါရှိပြီးတော့ဒါခက်ခဲမှုရှိဖြည့်စွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းချိုးပန်းဆောင်နေတာတွေ့ပါတယ်အားလုံးဆောင်နေကြပါတယ်ကျောင်းသူကျောင်းသားများအားလုံးခက်ခဲမရှိအောင်မြင်စွာပြည့်စုံနိုင်ကြပါစေ